ဆူရီယန်ဆိုင်ယာနိုက်အရှိတ်ကြောက်လို့အိမ်ယောင်ပြကြတဲ့မိုင်းကုန်းအုပ်စုတောင်ချေမှာရှိတဲ့စိုက်ပျိုးမြေတွေမှာလဲရွှေနဲ့တတုတူဖော်ရေးလုပ်ငန်းတွေကဓာတုအကျွမ်းအကြံတွေပါရှိတဲ့စွန့်ပြစ်မြေစာကြောက်တုံးကြောက်ခဲတွေကြောင့်တီးနန်တွေပျက်စီးတဲ့အပြင်နောက်ထပ်တီးနန်စိုက်ပျိုးလို့မရအောင်ပျက်စီးကုန်ပါတယ်ဒီလဲကလုံးဝလှုပ်ရှားလို့မရတော့ဘူးဘလို့မှလှုပ်လို့မရတော့ဘူးစွန့်ပြစ်မြေတွေထွန်ချမိုးရွာတော့မြေတွေနဲ့ကြောက်ခဲတွေအကုန်တောင်ပေါ်ဆင်းလာတာ ပြီးခဲ့တဲ့တစ်ခေါက်ကမိုးနေရွာတာတောင်မှသူတို့တတုလုတ်ကွက်နှွန်ကန်းပေါက်တော့အကုံရွာထဲညောက်ကုန်တာလို့မိုင်းကိုအုပ်စုတွင်နေထိုင်တဲ့ဒေသခံတအူးကပြောပြပါဗျ။ဝေစာချောင်းပတ်ဝန်းကျင်ကလဲမီတွေကိုစိုက်ဖြိုးလို့မရတဲ့အတွက်တတုဒူဖော်ကြီးကုမ္ပဏီကိုပြန်လဲရောင်းချကြပါဗျ။ဝေစာချောင်းရီထဲမှာဆိုဒီယမ်ဆိုင်ယာနိုက်တွေစီးဝင်နေတယ်လို့ဒေသခံတချို့ကသုံးသပ်ကြပြီးတောင်ပေါင်းကတတုဒူဖော်ကြီးလို့ကွက်ကလည်းတတုဒူဖော်တာမဟုတ်ပဲ ရွှေတူးဖော်နေတာဖြစ်လို့ပြောကြတဲ့ဒေသခံတွေလည်းရှိနေပါတယ်သူတို့ရွှေထုတ်နေတာရွာကိုတော့မန်ဂနီစ်လို့ပြောထားတာအမှန်ကရွှေထုတ်နေတာရွှေထုတ်နေလို့သူတို့ကဆိုင်နိုက်တွေတုံးတာပေါ့ဟိုနေ့ကနှုံကနပေါက်ပြီးတော့ ။ဝေစာရွာထဲကိုဝင်သွားတယ်။ဝေစာထဲကိုဝင်ပြီးမှဒီချောင်းထဲဝင်သွားတာ။ချောင်းထဲကငါးရီအကုန်သေး။အဲ့ဒါဆန်ရနိုင်တုံနည်းတဲ့အချက်ပဲလို့ဒေတာကန်တဦးကပြောပါတယ်။ပြီးခင်းတဲ့မိုးရသည်မှာတောင်ပေါ်ကတက်တူဒူးဖော်ရဲ့လူကွက်ကနှွန်ကန်ပေါက်ပြီးဝေစာချောင်းထဲကိုဓာတုပျော်ရည်တွေစီးဝင်ခဲ့တာကြောင့်ချောင်းထဲကရေနေတရဝါတွေတေဆုံးပလို့ရွာကန်တွေမှာလည်းအေးပြာယောဂါတွေဖြစ်ပွားနေကတတုတူးဖော်ရေလုတ်ကွအနီးကရေကိုတောင်းမိတဲ့နားတွေတည်ဆုံးခဲ့ပါတယ်ဒီအချက်က ကြောက်ရွှေတူးဖော်ရေးမှာအသုံးပြုတဲ့ဆိုဒီယမ်ဆိုင်ယာနိုက်အဆိပ်ရဲ့လက္ခဏာတွေဖြစ်ပါတယ်။ရွာရင်းကမွေးမြူထားတဲ့ကျွဲနွားစတဲ့သတိဆန်တွေကိုလွှတ်ကြောင်းလို့မရပဲခြံခတ်မွေးမြူထားရတယ်လို့ကလေးတွေကိုလည်း၆ရီရေအိုင်တွေမှာရေမဆော့ဘူးတင်းတင်းကြပ်ကြပ်သားမြစ်ထားရပါတယ်။ဒေသခံတွေအနေနဲ့တောက်သုံးရီအတွက်ရေတန်းကိုဝယ်ယူ သုံးဆွဲနေရတယ်လို့သုံးရီအတွက်တောင်ပေါ်မှာစိတ်ဆန်းရှာဖွေအသုံးပြုနေရပါတယ်။